ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လေဒီ OSE short application တက်ကိုဘလို့အလွယ်တကူဝင်ပြီးတော့မှ short ဈေးတွေနဲ့ဈေးဝယ်လို့ရတယ်ဆိုတော့ကျွန်တော်ပြပြပါမယ်ကျွန်တော်ဒီ OSE short application တက်မှာဈေးဝယ်မှာဆိုကျွန်တော် tablet ကိုကျွန်တော်အထူး short ဈေးတွေချပေးထားပါတယ်အဖတ်မအူဆုံးကျွန်တော်ဒီ Play Store ထဲကိုသွားမယ်ပြီးရင်ကျွန်တော်ဒီ set ဆိုတဲ့နေရာမှာကျွန်တော်တို့ OSE ဆိုပြီးတော့ရိုက်ချမယ်အဲပေါ်လာပြီဆိုရင်တစ်ချက်နေပေးပါပြီးရင် install ပေါ့ကျွန်တော် download လေးကိုခဏဆောင်ပေးပါ and ဘာမီးတော့ပြီဆိုကျွန်တော်ဒီ open လေးနဲ့เนาะကျွန်တော်ဒီ OS short application တွေဝင်မယ်ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်ဒီအပြာရောင်းနဲ့ပေါ့เนาะဒီ asset လေးကို share ယူပေးပါ and ဒါပေါ်လာဆိုကျွန်တော်တို့ cancel share နေပြီပေါ့เนาะ cancel နေပြီမယ်ပြီးရင်ကျွန်တော်ဒီ application တွေကဒီစပစ်ပေါ့เนาะစပစ်ကို share နေပြီပါအဲ့ပြီးဒီမှာကျွန်တော်တို့ဒီ1 key ပေါ့နော်1 key နဲ့ကျွန်တော်တို့ဒီ login ဝင်မယ် ဒီမှာဆိုရင်လည်းကျွန်တော်ဒီတခြားဟာတွေပေါ့နော်ဒီ account login တို့ mobile login တို့ဒီ WeChat တို့ဒီ Google တို့ဘာမှရွေးပေးစရာမလိုဒီ one key လေးကိုပဲနေပေးပါ one key နေပေးတယ်ဆိုရင်သူ auto အကုန်လုံး login ကိုတော့လိုက်ပါမယ်။အင်းဒါဆိုကျွန်တော် login ဝင်ယူသွားပြီ။ login ဝင်ယူသွားပြီဆိုရင်ကျွန်တော်ဒီဈေးဝယ်ခြင်းနဲ့ပါညာဆိုရင်ကျွန်တော်တို့ဒီ short ဈေးပါညာနဲ့ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီ service တက်ကိုသွားပေါ့နော်။ပြီးရင်ဒီမှာကိုဖုန်းနံပါတ်တစ်ချက်ပို့ပေးပေါ့။39 ဒီလိုမျိုးပါเนาะဒီကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒီကနေတစ်ချက်ပို့ပေးရဆိုရင်ကျွန်တော်တို့ယုံဘက်ကနေပြီးတော့ကျွန်တော်တို့ဒီဖုန်းဆက်ပြီးတော့မှာလိုအပ်တဲ့ PC ရယ်ဝယ်ရှင်တဲ့ PC ရယ်ကိုအဲ short သေးရတဲ့ဟာနဲ့ကျွန်တော်ပြန်ပြီးတော့ဆက်တော်ပြပါမယ်